အကယ်ဒမီများရှင်ကဏဝေမင်းသမီးကြီးခင်တန်းတို့ကွယ်လွန်တဲ့ဆိုတဲ့သတင်းကဆိုရှယ်မီဒီယာပေါ်မှာကြကြပြန့်ပြန့်ကိုထွက်ပေါ်လာခဲ့ပါတယ်။ဒီသတင်းကြောင့်မင်းသမီးကြီးခင်တန်းနှုစီကိုရုပ်ရှင်စီယုံကဖုန်းဆက်ပြီးအတည်ပြုခဲ့ပြီးမင်းသမီးကြီးခင်တန်းနှုနဲ့စကားပြောခွင့်ရတဲ့အတွက်ဒီသတင်းဟာတော့သတင်းမှားတာဖြစ်ကြောင်းထုတ်ပြန်လာခဲ့ပါတယ်။မင်းသမီးကြီးခင်တန်းနှုဟာအသက်89နှစ်အရွယ်ကိုရှိနေပြီဖြစ်ပေမဲ့ယနေ့ချိန်ထိကြကြမမာနဲ့လာပါနေဆဲလည်းဖြစ်ပါတယ်။ဆိုပြီးဒီဇင်ရဲ့မင်္ဂလာပွဲမှာပြည်သက်တွေရဲ့အာယုံဆိုင်ခြင်းကိုခံနေရတဲ့ခိုင်သိန်းကြီးနဲ့စံထိတ်တာဦး မြန်မာလူပညာလောကမှာနေပေါများစွာရည်တည်ခဲ့တဲ့သူပါအခုနောက်ပိုင်းမှာဆိုရင်တော့ခန်သိန်းကြီးရဲ့ရုပ်ရှင်စကားတိုင်းကိုပရိသတ်တွေကတော့သိပြီးတော့တွေ့ရဖို့မလဲကူတော့ပါဘူးဒါကလည်းခန်သိန်းကြီးရဲ့အမျိုးသားကော အထဲကိုရောက်နေတာဖြစ်တဲ့အတွက်အထဲကျုပ်လုပ်ငန်းတွေနဲ့စီးပွားရေးလုပ်ငန်းတွေကိုအကုန်လုံးကပဲခိုင်တင်းကြီးကဦးစီးနေကြရတာပါ။ဒါကြောင့်မလို့လဲခိုင်တင်းကြီးကတော့ရုပ်ရှင်စကားကြီးတွေဆိုတာထက်ပွဲတက်ခန္ဓာတွေနဲ့ပရိုတိုရှိုင်တွေကိုပလားအားဆိုင်ပြီးလုပ်ကန်နေကြတာပါ။ခိုင်တင်းကြီးတို့မှာတဦးသေးသောရှိတယ်။သမီးလေးစံထိတ်တာဦးကိုတော့ပရိသတ်တွေအားလုံးကတော့မြို့ပညာရှင်ဖြစ်ဖို့အတွက်မျှော်လင့်တာနည်းနေကြပါတယ်။အဓိကကြောင်းရင်းကတော့စံထိတ်တာဦးကခိုင်တင်းကြီးလာမလာဘူးဆိုတဲ့သတင်းတွေထုတ်ပေါ်လို့လာခဲ့တာပါ။ခိုင်တင်းကြီးရဲ့အလကိုမမီတဲ့သမီးမိုးတရုတ်ဆောင်မင်းသမီး မဖြစ်စေခြင်းမူဆိုပြီးတော့ဝေဖန်ဆက်တွေလည်းအမျိုးမျိုးရှိခဲ့ပါတယ်။ဒါကြောင့်မလို့လည်းခိုင်တဲ့ခြေကတော့သူ့ရဲ့သမီးလေးကိုဝေဖန်နေကြတဲ့သူတွေကိုသူ့ရဲ့သမီးလေးကတရားဆောင်ဖြစ်ဖို့ဆိုတာထက်တချင်းဆိုပိုင်းမှာအင်မတန်ကိုမအားသာလို့အဆောတော်ဖြစ်ဖို့ကိုပဲစပိုတင်ပေးသွားမယ်ဆိုပြီးတော့အမြဲတမ်းပြောဆိုခဲ့ပါတယ်။စန္ဒိတာဦးလေးကတော့သူ့ရဲ့ရုပ်ရည်ကလက်ချမင်းသားမင်းသမီးတွေရဲ့သမီးတွေလောက်မလာတာကြောင့်အားလုံးကတော့ညဉ့်ညင်းချင်းရှိခဲ့သလိုအသားညိုတဲ့အစဉ်လေးလေးဖြစ်ပါတယ်။ စွမ်းဆောင်မှုမရှိဘူးဆိုတဲ့မချက်တွေကလည်းသာသမီချင်းကိုချင်းမဆာမနာထွက်ပေါ်လာခဲ့တာပါဒါပေမဲ့လေဟေဝီယန်နဲ့ဆိုဗီယက်သင်းရဲမင်္ဂလာပွဲမှာတော့စန္ဒိတ်ဒါဝီရဲ့အရေးချင်းတွေကတော့ပြည်သက်တွေအားလုံးကအံ့အားသင့်စေခဲ့ရပါတယ်။မင်္ဂလာသူတို့သမီးပွဲတက်ချိန်မှာတော့စန္ဒိတ်ဒါဝီရဲ့တချင်းလေးတစ်ပုဒ်နဲ့အကျိုးဆိုးပေးခဲ့တာပါ။စန္ဒိတ်ဒါဝီကတော့ဆိုဗီယက်သင်းတင်နာပွဲမှာမင်္ဂလာပွဲထွက်မဲ့အချိန်မှာ အမိုက်စားတခြင်းလေးနဲ့ပွဲဖိတ်ခေါ်ခဲ့တာလည်းဖြစ်ပါတယ်။ဒီလိုမျိုးသူတို့သမီးလေးကိုတခြင်းမိုက်စားလေးနဲ့ဖိတ်ခေါ်တဲ့ချိန်မှာတော့စံထိတ်ထားဦးကတော့တကယ့်ကိုသူ့ရဲ့အတန်ကောင်း international နဲ့အတန်ဖြစ်နေတာကြောင့်အလုံးကတော့အံ့အားသင်ကြရပါတယ်။ကြည်လင်လာပါတဲ့အတန်နဲ့တခြင်းတွေကိုအကွေအောက်များစွာနဲ့တီဆိုနိုင်ခဲ့တာကြောင့်လည်းဖြစ်ပြီးတုံးတွေကလည်းအရန်လာပြီးခါလာတွေကိုတုံသွားနိုင်တာကြောင့်စံထိတ်ထားရဲ့အရေးချင်းကိုတိဝေးရတာဖြစ်ပြီးအလုံးကလည်း အဆိုရှင်ဟာဘသူများလဲဆိုပြီးတော့အာယုံဆက်ခဲ့ကြတာပါစနစ်တော်ရဲ့အရေးချင်းတွေကိုထုတ်ပြနိုင်တဲ့ပွဲဆိုရင်လည်းမမှားပါဘူးစနစ်တော်ကတော့အဲ့ဒီပွဲလေးမှာအစိမ်းရဝစ်ဆန်လင်ကိုဝစ်ဆင်ခဲ့တာလည်းဖြစ်ပါတယ်သရိုသမီးပွဲချိန်မှာတော့အင်္ဂလိပ်တချင်းလေးနဲ့ပွဲထပ်ဆိုစီခဲ့တာပါဒါကြောင့်မလို့လေအားလုံးကတော့စန္ဒိတ်ထာဝရဲ့အဆိုပိုင်းကိုအားရကျင့်နေပြီးလက်ခုပ်ဩဝါဒဖြင့်ဂုဏ်ပြုခဲ့ပါတယ်။စန္ဒိတ်ထာဝရဲ့အရေးချင်းကိုလည်းအတိမတ်ပြုခဲ့တာပါ။စန္ဒိတ်ထာဝကတော့အရွယ်